မင်္ဂလာပါဒီနေ့အဲကျွန်တော်စေသတင်းလေးအလင်းပြချင်တယ်ဗျာ။ဘာကြောင့်လဲဆိုလို့ရှိရင်စေသတင်းသတင်းမီဒီယာဖြစ်တဲ့ VOA တို့ RFA တို့ Business တို့ AR တို့ကဒီညောင်ကျိုးစခန်းပေါ့ညောင်ကျိုးစခန်းကြပါပြီဆိုပြီးတော့ဟိုပြောထားတာရှိတယ်ဗောနော်သတင်းထုတ်တာလည်းရှိတယ်။အဲ့ဒီသတင်းပေါ်မှာပဲအခြေခံပြီးတော့ရောင်းတော်ပြန်လေးတွေဖြစ်တဲ့ဒီနိုင်ငံရေးဆယ်လီတွေကလည်းကြပါပြီဆိုပြီးတော့ YouTube ပြောပေါ့ပြောပြီးတော့ခုံပေါက်နေတာရှိတယ်။ ဲနောက်ထပ်ဒီတို့ဒီဘိန်းအုပ်စုပေါ့ဗျာအဲတို့ကလည်းအများပြောနေရရှိဘာကြောင့်လဲညောင်ချိုကြောက်လို့ရှိရင်ညောင်ချိုဆိုတာကဒီပဲခူးတိုင်းမှာကပ္ပစာစေယူကြီးကိုကပ်ပဲပေးထားတဲ့ကာကင်းစခန်းကြီးလို့ပြောလို့ရတယ်ဒီစခန်းကိုအေအေကလည်းအရာတိုင်နေအင်အားများစွာနဲ့အရာတိုင်နေတယ်အဲ့တော့ရခဲ့တယ်လားဆိုတဲ့ခါကျတော့လေညောင်ချိုမတိုင်ခင်စခန်းတွေကလည်းကြာသွားတာမှန်တယ်တောင်ပေါ်ကြီးစခန်းကြာခဲ့တာလည်းမှန်တယ်မိုးထီမိုးထီတောင်စခန်းကြာခဲ့တာလည်းမှန်တယ်အဲနောက်ထပ်ဒီကလာလက်တူစခန်းပေါ့နော်ကြာခဲ့တာလည်းမှန်တယ်ပကံခွေးရွာကြာခဲ့တာလည်းမှန်တယ် တို့ဘာတော့လဲဒီညောင်ကျိုးကကြားလို့လုံးဝမဖြစ်တဲ့အတွက်ကြောင့်တက်မလာလဲပြင်းထန်ခုခံနေတယ်အဲ့တော့မနေ့ကတော့ AA ကဒီတော6တောင်6စစ်စီရေးထင်ပါတယ်ကြားပါပြီဆိုပြီးတော့တရင်နှင်းလိုက်တယ်တရင်နှင်းပြီးတော့တို့လည်းအရပြီဆိုတော့ယုံကြည်ချက်နဲ့အတကုံဝင်တိုက်ပါတယ်အဲ့တော့မရခင်ကတည်းကတို့ကရပါပြီဆိုပြီးတော့ဒီတရင်တွေကိုလွှင့်ထားတာပေါ့ဗျာတို့ဘာတော့လဲပဲအကြောင်းမနေ့ကလည်းပြောထားပါတယ်လုံးဝလုံးဝမကြသေးပါဘူးเนาะမကြသေးဘူးကျွန်နေပြီးဆက်ဆက်ဆုံးနေတဲ့ခါမှာမကြတဲ့အပြင်ကို မနေ့ကတော့မနေ့ကညထီဟာရွရွတဲတဲဖြစ်သွားတယ်ဆိုတော့ကျွန်တော်ကအီကအရာဝင်လုံးနဲ့ရွာရဲ့အနောက်ဘက်ထဲကိုဝင်လာတယ်ဝင်လာပြီးတော့အထဲကိုဝင်လုံးနေပြီတကယ်ဘိုတဲကိုလည်းတခါလဲဘိုတဲဆိုရင်ဒီဆောက်လို့ရဘိုတဲပေါ့အဲ့ဒီကိုဒရောဘုံချတိုက်ခိုက်တယ်မီးလောင်တယ်စစ်တပ်ကတော့နောက်နေ့လေးဆုတ်ပေးလိုက်ရတယ်ဆုတ်ပေးရချင်းကုန်းတို့ဖျားကုန်းနောက်ထပ်ကျွန်တော်တို့ဒီရဲစခန်းကုန်းတို့ကနေပြီးတော့ပြန်ပြီးခုခံတယ်ခုခံတဲ့အခါမှာတော့အခုခံတဲ့အခါမှာတော့တစ်ဖက်စစ်သေးတဲ့ဘုံဟာဆိုလို့ရှိရင် ကြဆုံးများစွာလည်းပဲမနှက်ကြတော့စုတ်ခွာသွားတယ်စုတ်ခွာသွားရင်နောက်ဆက်လက်ရှင်းလင်းရမှာတော့အလောင်း၈လောင်းရရှိရလို့ကြားသိရတယ်အလောင်း၈လောင်းဖြစ်ကိုနောက်ထပ်ဒီအရှင်တယောက်လည်းရရှိရလို့ကြားသိရတယ်ပေါ့နော်အဲ့ဒီကြောင့်မလို့တော့အညောင်ကျိုးကအခုဆိုရှင်ပုံနေနဲ့ကြားနေနေပြန်ပြီးတော့ဖြစ်သွားပါပြီအဲ့ဒီကြောင့်ဘာကြောင့်မလို့ကျွန်တော်တို့ဒီညောင်ကျိုးသတင်းနဲ့ပတ်သက်ပြီးကျွန်တော်အလင်းပေးချင်တာပါခင်ဗျာနော်ညောင်ကျိုးသတင်းကျွန်တော်တို့ဘာကြောင့်မို့ဒီအာဒီပေါ့နော်စစ်သွေးကြရက်ွက်မှာလုံးဝ ိုတော6တောင်6ဖြစ်သွားလဲဆိုလို့ရှိရင်အေအေကအဲ့ဒီစခန်းကိုအရတိုက်တဲ့နေရာမှာအဲသူတို့တော်တော်ကြီးကိုဘူဟာရီနဲ့ကိုတိုက်နေတာပါအေအေကကျန်တဲ့နေရာမှာအယောင်ပြလောက်တိုက်ပြီးတော့တက်မတော်ရဲ့အဆိုင်ဖြစ်တယ်ဒီကပ္ပဆတ်ဆက်ယုံနေရှိရာဘကိုးတိုင်းပေါ့ဒီညောင်ချေတော်တို့ဒီအုတ်ရှိပင်ဒီဟိုဟောမစရောပရောင်းပရောင်းဟိုတိုက်တဲ့အခါမှာတော့အဲတိုက်တဲ့ခါမှာတော့သူတို့ကဒီနေရာဟာတက်မတော်ရဲ့အဆိုင်ဆိုတာသိတဲ့အတွက်ကြောင့်မို့လို့အားလုံးကပျော်နေတဲ့အတိုင်းတိုင်းရှိတယ်တက်မတော်ကဒီနေရာကိုရွေးချင်ချောခုခံကာကွယ်နေပါတယ်နော်အဲ့တော့ ဒီစီရေးတဲ့အလင်းမှုမှာတော့ညောင်ကျိုးလုံးဝမကြပါဘူးမနေ့ကလေးကလည်းပြောခဲ့သလိုဒီနေ့ထိလည်းမကြပါဘူးเนาะအခြေအနေတွေဒီလိုရှိတယ်အခုဆိုရင်စစ်တပ်ကထက်ချက်မကွာရှင်းတဲ့အတိုင်းဒါလေးရှိတယ်အဲတော့ဘာလဲဒီနေရာမှာကျွန်တော်အနေနဲ့ပြောပြအောင်မှာတော့ရှိတာပေါ့ဗျာအဲ့ဒါကလေအဲဒီညောင်ကျိုးကိုကာကွယ်တဲ့နေရာမှာဖိုင်တာတက်တွေနဲ့ကာကွယ်စေချင်ပါလေအခုဆိုရှင်ညောင်ကျိုးကိုကာကွယ်တာကဒီကပ္ပစာဆိုတဲ့လေယုံတက်လေယုံတက်ဆိုတာကျွန်တော်စစ်တိုက်ဘူးလို့မဟုတ်သူတို့ပညာတက်တက်လို့ခေါ်တာဟုတ်ပညာတက်တက်ဆိုတာတနတ်တန်ကြားရအောင်နားအုပ်လေမျိုး အဲ့တော့ပညာတက်တွေကဆက်လက်စက်တိုက်တဲ့အတွေ့အကြုံကနည်းတယ်။နည်းတဲ့အခါမှာစက်တိုက်တဲ့နေရာမှာတိတ်မထီရောက်ဘူးဆိုတော့မထီရောက်ဘူးလို့ပြောချင်တာပေါ့နော်။ဘာကြောင့်ဒီခန်းစစ်ကဒီလိုရုံးကန်ရတဲ့အတိုင်းအတာမျိုးရှိလဲဆိုရှင်ဒီကပ္ပစားတွေကပ္ပစားတွေနဲ့ချင်းချင်းတက်တွေနဲ့ပေါင်းလိုက်တယ်။ပေါင်းပြီးတော့သွားခုကန်တဲ့အခါမှာကပ္ပစားတွေကအကုန်လုံးတော့မဟုတ်ဘူးစစ်ထဲရောက်တော့စစ်သားစိတ်တက်ကဝေပြီးသားပါပဲ။တချို့တချို့တော့ကပ္ပစားတွေကပြေးတာရှိတယ်။အပြေးတယ်ချောင်းတိုင်းဆင်းပြေးတာလည်းရှိတယ်။အဲတော့ကပ္ပစားစိတ်ုံပြန်ပြေးလာတာလည်းရှိတယ်။ရွာတွေကိုပြေးတာရှိတယ်။ရွာတွေကတစင်မျိုးတွေကိုထွက်ပြေးသွားတာလည်းရှိတယ်။အဲ့တော့ အဲ့တို့တွေပြီးတဲ့ခါကျတော့ဂျန်တဲ့သူတွေကစိတ်တက်ကြတာပါဗျာနော်အဲ့လိုမျိုးတွေမဖြစ်ရလေအောင်အဲစစ်တိုက်ချင်တော့စစ်တိုက်တက်တော့စစ်သားတွေကိုပို့ပါဖိုက်တာတက်မတွေကိုပို့ပြီးတော့ခုခံကာကွယ်ဖို့လိုတယ်ဒီတိုင်းဆက်သွားမယ်ဆိုရင်တော့လုံးဝမလွယ်ပါဘူးနော်အဲ့တော့ကပ္ပစတွေအခုဖြစ်နေတာကလည်းအဲ့ဒီညောင်ကျိုးကိုသွားပြီးအရှိန်အမထွက်ချင်လို့ရှိရင်အနောက်တန်းမှာပတ်စံ၄၅၀သိန်းလောက်ပေးလို့ရှိရင်မသွားသွားလို့သွားစရာမလိုတဲ့အတိုင်းသားတွေအထိလက်ထိုးမှုတွေရှိတယ်အကုန်လုံးမစလို့ဘူးနော်တချို့တလေဒါမျိုးတွေလုပ်နေရရရှိတယ်အဲ့တော့တိုက်ရိုက်စစ်သားတွေ စိတ်တက်ကြမှုတွေဖြစ်စေတတ်တယ်เนาะအဲ့တော့အဲ့တော့ကိုလုံးဝဖိဖိစီစီကင်တွေပေးစေခြင်းနဲ့နံပါတ်၁ချက်နေနဲ့ fighter တက်တွေပို့ပါနံပါတ်၂ချက်နေနဲ့ကပ္ပစားတွေကိုကပ္ပစားတွေဆိုလို့ရှိရင်လည်းတကယ် fight ရတဲ့သူမှပို့ပါအဲနံပါတ်၃ချက်နေနဲ့ကတော့အဲ့ဒီမှာငွေကြီးနဲ့ညှိနှိုင်းနေတဲ့အလုံးကိုဖြည့်ရှင်းမှာမဟုတ်ဘူးဆိုလို့ရှိရင်ဒီနေရာကတက်မလို့ရဲ့အရှိုက်တစ်ခုလည်းဖြစ်တယ်ပေါ့เนาะအဲ့တော့အဲဒါကလက်ရှိအခြေအနေနောက်ထပ်ဒီတိုက်ပွဲတွေတိုက်ပွဲတွေတိုင်းမှာလည်းအဲ့ရခိုင်ရတဲ့စစ်ပီကိုသာပို့စေချင်ပါလေအခုလက်ရှိအခြေအနေမှာတော့အစ်မေပြင်းနေတချို့တော်တော်များများပါပေါ့နော် အတိုင်းစည်းရနေရလဲမှန်နေမဲ့လေအဲဒီပေါ့ဘယ်လိုခေါ်မလဲဆိုရှင်တချို့တချို့တော့တတ်မှုအရာရှိများဟာစစ်မတိုက်ရဲတော့စစ်မတိုက်တတ်တော့နော်ဒီစစ်ထဲကိုချမ်းသာဖို့အတွက်စီးပွားရေးအတွက်ဝင်လာတဲ့သူတွေဖြစ်နေရရှိရစစ်တပ်တပေးဆက်လို့ဂျင်းပေးဆက်လို့လဲစိတ်ဒီ professional ဆံမှုတွေလုံးဝမတွေ့ရတဲ့အချို့တလေရှိနေတယ်အဲ့ဒါကိုလဲဒီပေါ့နော်ဟိုစစ်တပ်မှာတေချာ ဖြူဆိုင်စေချင်ပါတယ်ခင်ဗျာเนาะအဲဒါဆက်တဲ့ကျွန်တော်ပြောချင်တာကကျွန်တော်မြန်မာနိုင်ငံအခုဆိုလို့ရှိရင်သွေးတိုးစမ်းခံရပါပြီကျွန်တော်ရဲ့ဒီဘုအစိုးရဖြစ်တဲ့ဟလာ NASA ကတက်မတော်ဟာမြန်မာနိုင်ငံထဲမှာပိုလို့ပေါက်နေတဲ့ဒီစစ်သေးကြောလက်နက်ကင်တွေအားလုံးရတိုက်ခိုင်းမှုကိုခံရတဲ့အခါမှာတော့အုတ်ချုပ်မှုရညာရွယ်ရတာတွေရှိတယ်တနိုင်ငံလုံးတိုက်တာအနေနဲ့ဩဇာမလွန်မှုနိုင်တာတွေရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့အခုဆိုလို့ရှိရင်ဒီစစ်သေးကြောအဖွဲ့တွေတွေမဟုတ်တော့ဘဲနဲ့ဘေးကနိုင်ငံတွေကလာမှာပဲသွေးတိုးစမ်းလာတဲ့ပုံစံတွေရှိတယ်အိန္ဒိယဟာအခုဆိုလို့ရှိရင်သွေးတိုးစမ်းလာပြီ အိန္ဒိယဘယ်လိုသွေးသွေးဆန်းလာဆိုရှင်စကိုင်းတိုင်းဒီတမူးမျိုးနယ်ကကဘောချိုင်ဝမ်းကိုဒီအိန္ဒိယလည်းကိုဆဲသွင်းခြင်းတဲ့ပုံစံမျိုးတွေအထိပြလာပြီဒါကနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံကြီးတစ်ခုအနေနဲ့မြန်မာနိုင်ငံကိုသွေးသွေးဆန်းလိုက်တာပဲဖြစ်တယ်အဲ့တော့နျူကလ িয়ার လက်နက်ကိုအကောင်းဆုံးကာကွယ်နည်းကနျူကလ িয়ার လက်နက်ရှိခြင်းပါပဲအဲ့တော့အဲကာဂျိုကြီးခုစူးစမ်းနေတဲ့နျူကလ িয়ার အစီအစဉ်ကအောင်မြင်မအောင်မြင်တော့မသိဘူးသူ့ဘာတော်ညာလည်းသူ့ရဲ့ရည်မှန်းချက်တော့ရှိလာပြီပေါ့နော်မဟုတ်တော့လေနျူကလ িয়ার လက်နက်ကိုအကောင်းဆုံးကာကွယ်နည်းဟာဆန္ဒကျွန်တော်ပြောသလို နျူကလ িয়ার လက်နက်ရှိခြင်းပါပဲကာချုပ်လည်းအကောင်းဆုံးစူးစမ်းနေတာရှိရဲ့အဲ့တော့ထို့သူထော်လိုင်းစလိုက်လည်းဒီရုရှားနိုင်ငံနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်တာရှိတယ်ရုရှားနိုင်ငံကရောက်တဲ့အချိန်မှာဒီအာကာသအရေးရပေါ့အာကာသအရေးရပြီးအစင်းမြင့်အရာရှိနေရုရှားနိုင်ငံအရာရှိနေကာချုပ်နဲ့တွေ့ခဲ့တာရှိတယ်အဲ့တော့အဲမြန်မာနိုင်ငံအတိုင်းအတာအနေနဲ့အခုအကာချုပ်အနေနဲ့သူ့ရဲ့ဆောင်ရွက်ချက်တွေအောင်မြင်ခဲ့မယ်ဟေ့ဆိုရှင်တော့နံပါတ်၁ချက်အနေနဲ့နျူကလ িয়ার ပါဝါရှိမှာပါဝါရှိပြီဟေ့ဆိုရှင်လက်နက်အဆင့်ကိုသွားဖို့ကဘာမှမခက်ခဲဘူးပေါ့ဗျာနော်အဲ့တော့နောက်တစ်ခုကဒီ အာဂါဒရေးရပါလိမ့်မယ်ဂျူဒု satellite တွေလက်တင်ကြအပြင်မြေပြင်မှာရှိနေတဲ့အရာတွေအားလုံး HD နဲ့ဒီမှာ high definition နဲ့ကြောက်ကြည့်နေအောင်ကြည့်လို့ရပြီးတော့ဒီပေါ့ကျွန်တော်တို့ရန်သူတရင်အချက်လက်တွေကိုကိုကဂျူတင်ရပြီးတော့ဂျူတင်နှိမ်နေနိုင်မဲ့အတိုင်းအတာတွေရှိတယ်အဲ့တော့ဒါကအခုတက်မလို့ကဒီကာယုံနေနဲ့ဆောင်ရွက်နေတဲ့အတိုင်းအတာရှိတယ်အခုဆိုရင်ပတ်ဝန်းကျင်နိုင်ငံတွေရဲ့နျူကလ ియర్ ပိုင်းတဲ့နိုင်ငံတခုကဒါမျိုးသွေးတိုးဆန်းနေဆိုတာကမလုတ်တင်မလုတ်ထိုက်တာကိုလုတ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ ဟိုဇီရိုချင်းပြန်ခုခံဖို့ဆိုတာလေဒီတာမန်တက်လောက်တွေကတော့အိန္ဒိယကိုကျွန်တော်တို့ပြန်လဲခုခံနိုင်မှာမဟုတ်ဘူးအကယ်၍များလိုအပ်ခဲ့ရင်တော့လေဒါကာကြုတ်ရဲ့အမြော်မြင်ကြီးမှုကိုဒီနေရာမှာကျွန်တော်တို့လေးစားရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကမ္ဘာမှာလည်းအခုဆိုရှင်တော့ nuclear လက်နက်နဲ့ပတ်သက်ပြီးတော့အခုကပြဿနာတက်နေပြီဟုတ်လားခင်ဗျားတို့အလိုကျွန်တော်တို့သိကြတယ်အဲအမေရိကရဲ့ဒီ Ukraine ရဲ့ Russia ရဲ့ EU ရဲ့အခုဆိုအလုံးခွာပြဲကုန်ခွာပြဲတဲ့ခါမှာအမေရိကန်အားကိုနဲ့ EU ကရုရှားကိုအနိုင်တိုက်ဖို့ကြိုးစားတာအမေရိကန်ကိုဆိုလို့ရှိရင် EU ကိုလက်ပဲဖြုတ်လိုက်တဲ့ခါမှာတော့ EU ကဘလို့ဖြစ်သွားလဲဆိုရင်ဟိုတန်ငယ်ချင်းမဲ့သွားပြီအဲ့တော့သူမှာ EU နိုင်ငံတွေအားလုံးပေါင်းလို့လည်းနျူကလ িয়ার ပိုင်နာကနှစ်နိုင်ငံပဲရှိတယ်ပြင်သစ်နဲ့ဗြိတိန်ပဲရှိတယ်ဗြိတိန်မှာလည်းအဲ့တဲ့နိုင်ငံလုံးပေါင်းတဲ့နျူကလ িয়ার အားလုံးမှရှိရင်ဟိုအလက်ဟိုကွန်ပျူတာစေဖူ90လောက်ပဲရှိတယ်နော်ရုရှားမှာ9000ဆိုတော့ကမ္ဘာမှာအများဆုံးပိုင်ဆိုင်တာအဲ့တော့ရုရှားကိုပြန်လဲခုခံဖို့ကလည်း ကောင်းဆုံးပေါ့အဲ EU နိုင်ငံလည်းနားလည်လာတယ်ပေါ့နော်အကောင်းဆုံးပြန်လည်ပြီးရုရှားဒီနျူကလ িয়ার ပြန်အကောင်းဆုံးကာကွယ်နေတာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခြင်းပဲဆိုပြီးအခုဆိုရင်အမေရိကန်ရဲ့ဒီလက်နက်တွေကိုလာထားပါလို့ပြည်သိရဲ့လက်နက်တွေကို EU တိုင်း EU တစ်ခုလုံးမှာဖြန့်ကျက်ပေးပါဆိုပြီးတော့တောင်းဆိုလာတာရှိရတယ်အဲ့တော့ဆိုလိုချင်တာကအဲ့တော့အခုကာကွယ်ဦးစီးချုပ်အနေနဲ့တော့အញ្ញံအမျိုးမြင်ကြီးတာလားဒါမှမဟုတ်ရှင်တိုက်ဆိုင်တာလားတော့မသိဘူးပေါ့ဗျာနော်အဲသူ့ရဲ့ရည်မှန်းချက်တစ်ခုရဲ့မှာပါတယ်အဲ့တော့ကျောင်းနိုင်ငံလည်းချင်းချောက်ခံရရတယ်လို့ကမ္ဘာမှာလည်းချင်းချောက်ခံရရတယ်အကောင်းဆုံးကာကွယ်နည်းကတော့ ယူကလီလနဲ့ရှိချင်းပါပဲဒါကတော့ကျွန်တော်တို့အဲခင်ဗျားတို့ယူဆကွဲလဲပြီးတော့ကျွန်တော်ကိုစန့်ချင်ပြီးပြောဆိုရင်လည်းပြောဆိုနိုင်တယ်နော်ကျွန်တော် disagree လုပ်နိုင်တယ်သို့ပါသော်လည်းပဲဒါလက်ရှိအခြေအနေမှာဒီလိုရှိတယ်နော်မှန်တရားလေးပေါ့ပြောပြချင်းဖြစ်ကျေးဇူးများကြီးတင်ပါတယ်